အားလုံးပဲမင်္ဂလာပါရှင်။ရှင်မနိုင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စိတ်ဝင်စားစရာကောင်းတဲ့နာမည်ဆန်းဆန်းလေးနဲ့စွမ်းနဲ့ချုပ်အပ်ကလေးလို့အမည်ရတဲ့ပုံမြင်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပုံမြင်လေးကိုချိန်နေတတ်တဲ့ဆိုရင်လေ Lion Sacred လေးလောက်ခဲ့ဖို့မမေ့နဲ့နော်။တခါကအင်တကာလှည့်ပြီးလက်ခါစားအဝိချုပ်တဲ့အလုပ်ကိုလုပ်တဲ့အဝိချုပ်သမားတယောက်ရှိရဲ့ တနေ့တော့သူဟာတတိချီတူရဲ့အိမ်မှာဝစ်ဆောင်တစုံချုပ်ပေးဖို့အလုံးအနံချင်းခံရတယ်တဲ့။ဒါနဲ့တတိချီထံကသူချုပ်ပေးရမယ့်အဝိစာကိုတောင်းယူပြီးတဲ့အခါပြောင်းလဲတောက်ပါပြီးတန်မိုးကြီးပေးရတဲ့ကက်ကြီးတစ်လက်နဲ့အဝိစာကိုလိုအပ်တလို့ကိုက်ဖြတ်လိုက်တယ်။ပြီးတာနဲ့အဲ့ဒီကက်ကြီးကိုသူချောင်းနားမှာခြာလာလိုက်တယ်တဲ့။အဲ့ဒီနောက်တော့အတတိလေးနဲ့အချီကျိုးအချို့ကို ထုတ်လိုက်ပြီးခုနကအပိုင်းပိုင်းဖြတ်ထားတဲ့အဝိစာတွေကိုစတင်ချုပ်လုပ်တော့တယ်။အချိန်အတော်ကြာလို့လှပတည်တတ်တဲ့ဝိစုံကိုချုပ်လုပ်ပြီးတဲ့အခါမှာသူဟာအဝိချုပ်တဲ့အလီကို သူ့ခေါင်းမှာစောင်းထားတဲ့အုတ်ထုံမှာတယုတ်တသိန်းနဲ့ပြန်ပြီးထိုးထားလိုက်လေ။ဒီတော့သူ့ရဲ့လုတ်ပုံကိုင်းမုံကိုအစာအဆုံးစောက်ကြည့်နေတဲ့တထေးကြီးကမနေနိုင်တော့ပဲသူ့ကိုမေးတယ်။မိတ်ဆွေတံမိုးကြည့်ပြီးတောက်ပြောင်းလာတဲ့ကကြီးကိုတော့တင့်ချောက်ရင်မှာထားပြီး ဘာမဟုတ်တဲ့တံမိုးနဲ့အလေးကိုတော့ဘာလို့တင့်အိုးကောင်းထက်မှာတရိုတသိသိသိရတာပါလဲဆက်ချုပ်သမားကတထေးကြီးကိုပြုံးပြလိုက်ပြီးရှင်ပြရဲအရှင်တထေးမင်းကက်ကြီးဟာတောက်ပြောင်းလာပါပြီတံမိုးကြီးပြရတာမှန်ပါတယ်ဒါပေမဲ့သူက အဝိစာတွေကို အပိုင်းပိုင်းခက်ပြတ်တာပဲလုပ်တယ်အကလီကတော့သူနဲ့ဆန်ကျစ်ပပသူက အမြင်မလှပနဲ့တံမိုးလဲနေပေမဲ့ အပိုင်မှန်ဖြစ်နေတဲ့အဝိဇ္ဇာတွေကိုပေါင်းစည်းပေးနိုင်ပြီးတည်တက်လှပတဲ့ဝိဆုံတစုံဖြင့်ဖန်တီးပေးနိုင်တယ်။ကျွန်တော်အတွက်တော့အကလေးဟာကကြီးချက်ပို့ပြီးအလင်းအမြတ်ထားရမယ့်ပစ္စည်းတစ်ခုဖြစ်ပါတဲ့တထင်းမင်းပြီးတော့အချုပ်သမားကဆက်ပြောတယ်။ပစ္စည်းတွေရဲ့တန်ဖိုးကိုတတ်မှတ်တဲ့အခါသူ့ကိုပေးချေရတဲ့ငွေကြေးနဲ့မပိုင်းဖြစ်ပါဘူး။အဲ့ဒီပစ္စည်းမှာလောကကြီးအတွက်ဘလောက်တောင်အသုံးဝင်တယ်လဲဆိုတဲ့ပုံမူတည်ပြီး တတ်မှတ်ရပါတယ်တဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲခလီတို့ရေခလီတို့လည်းလောကအလင်းရုန်းကန်လှောင်ရှားရင်ဘဝတွေကိုဖျက်ဆီးကြတဲ့အခါလူနှမျိုးနဲ့စားတွေ့နိုင်တာပေါ့ကွယ်ကက်ကြီးလိုလူမျိုးနဲ့ချုပ်အပ်လေးလိုလူမျိုးပေါ့စီလုံးညညမှုတွေကိုဖြုတ်ခွဲဖျက်ဆီးနိုင်တဲ့အရာရာကိုကိုက်ဖက်ပိုင်းဆုံနိုင်တဲ့ကက်ကြီးလိုလူမျိုးတွေကိုတတိထားရှောင်ကြရမယ်။လောကလူရအတွက်ကောင်းချုပ်ပြုပြီးစီလုံးညညမှုကိုဆောင်ရွက်နိုင်တဲ့ ချုပ်အပ်လေးတို့လူမျိုးကိုပေါင်းသင်းဆက်ဆံတန်ဖိုးထားရမယ်။အားတို့သမီးတို့လည်းစိတ်ချမ်းသာကိုကျမ်းမာနဲ့ပြည့်စုံပါစေကွယ်။နောက်တစ်ပတ်ဒီမှလေးမမကစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးတွေကိုတင်ဆက်ပေးဖို့မှာမလို့ channel လေးကိုစောင့်မျှော်အားပေးကြဖို့မမေ့ကြနဲ့နော်။အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။